လိုင်းတရာကတနားစရာသားမိကိုကဲတင်သွားမဲ့ Lady Grey စိန်ဆိုင်တထေးမကြီးနန်းချေမို့သူဒီအပိုင်းကျမတို့ရဲ့လူမှုကွန်ရက်ဆမင်နာရီပေါ်မှာမြင်ရသူတိုင်းကိုရှင်းနေအောင်စိတ်မကောင်းဖြစ်စေတဲ့ bio file တခုအတော်လေးကိုမှပြန်နေနေပါရီဒါကတော့လိုင်းတရာမျိုးနယ်ကစိုင်းတဆိုင်ရှိမှ ဖြစ်ပွားခဲ့တဲ့တနားစရာသားမိနှောင်ရဲ့ဖြစ်ပျက်ပါပြီပုံမှန်အားဖြင့်ဆိုရင်တော့စိုင်းတဆိုင်ကပစ္စည်းတခုကိုပျောက်သွားတဲ့ကိစ္စမျိုးမှာ ကျမတို့ကအများစုကဆန်ရှင်ဘက်ကပဲနင်းနာရီလို့မြင်ကြပြီးဆန်ရှင်ဘက်ကပဲရက်တီပေးလေးရှိကြပါရည်။တိုင်းမဲ့ဒီတကောင်ဖြစ်စေမှာတော့အများပြည်သူရဲ့တနာကျင်နာမှုစာနာမှုအလုံးဟာပစ္စည်းယူမိတယ်လို့ဆိုရဲတာမီနီယောက်ဘက်ကပဲအလုံးရှိနေရောက်ရှိသွားခဲ့ပါရည်။အားကြောင့်လေဆိုတော့ဒီကိစ္စမှာဆန်ရှင်မျိုးသမီးရဲ့တုတ်ပြန်ပုံကဥပဒေပေါင်းကိုကျော်လွန်ပြီးတော့လူသားချင်းစာနာမှုကင်းမဲ့လို့နေခဲ့လို့ပါပဲ။ဗီဒီယိုဖိုင်ထဲမှာတွေ့ရတဲ့အချိန်အလွန်နှံပါးပြီးပုံတရင်ရှိတဲ့အမေတယောက်နဲ့သူ့ရဲ့သားငယ်လေးကိုဆန်ရှင်ဖြစ်သူက လူမြေခွေးမှာမတင်လျော်တဲ့နီလန်းတွေနဲ့ထိမ့်သိမ်းထားပြီးတော့ကြားရသူတိုင်းအံ့အားသိရလာအောင်ပြင်းထန်တဲ့စကလုံးတွေသုံးလုံးပြီးပြောဆိုဆက်ဆံကြတာကိုတွေ့ရပါတယ်။ဒီမြေခွေးမှာအားလုံးရဲ့နှလုံးသားကိုရေးပြောစေခဲ့တာကတော့အမေဖြစ်သူရဲ့မြေတားကြပါပဲ။သူကိုယ်တိုင်ခက်ခဲနဲ့ရင်ဆိုင်နေရပြီးတော့ပြင်းထန်တဲ့ပြုမှုဆက်ဆံမှုတွေကိုခံနေရချိန်မှတောင်သူ့ရဲ့သားငယ်လေးကိုထိခိုက်မှဆိုလို့ကျောင်းလက်မသွားအောင်သူ့ရည်ခွင်းနဲ့ထည့်ပြီးတော့အသေးအံကောက်ခွဲပေးနေတဲ့ပုံရိပ်ဟာတကယ့်ကိုမှရင်းနှီးစရာကောင်းလွန်ပါတယ်။ ဒီဖြစ်ပျက်ကိုမြင်ရတဲ့လူတိုင်းကတခုတည်းသောစိုးရိမ်ပူပန်မှုရှိခဲ့ပါရင်အဲ့ဒါကတော့ကလေးငယ်လေးပါပဲဒီလိုမြင်တွင်ကိုမျက်စိရှိမှတွင်တွေးမြင်လိုက်ရတဲ့ကလေးတယောက်ရဲ့နုနယ်တဲ့စိတ်ထဲမှာဘလို့မျိုးအမဲဆက်ကြီးထင်ကျန်သွားမလဲသူ့မိကိုသူတွေကအနိုင်ကျင့်နေတာကိုမြင်ရတဲ့ကလေးရဲ့ခံစားချက်ကိုတွေးပြီးအားလုံးကစိတ်မကောင်းဖြစ်ခဲ့ကြရပါရင်အားလုံးဒီကြတဲ့အတိုင်းခုချိန်မှာကစာဝတ်နေရေးခက်ခဲတွေအကြက်တဲတွေကြောင့်လူတွေဟာဘဝကိုအခက်ခက်ခဲခဲရုန်းကန်နေရပါရင် ဒီသားမီလည်းလုံမီလို့ရကျမိကျင်ရလမ်းမကိုခဏတာရွေးချယ်မိခဲ့ပုံပါပဲဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ကလေးငယ်တယောက်ရဲ့ရှေ့မှာဒီလိုပြင်းထန်တဲ့တုတ်ပြန်မှုကိုမလုံဆောင်သင့်ဘူးဆိုတာကတော့အားလုံးကတညီတညွတ်ထဲလက်ခံထားတဲ့ချက်ပါဒီလိုတနာစရာသားမီတွေအားလုံးကစိတ်မကောင်းဖြစ်နေကြချိန်မှာပဲတကယ်ကိုကြည်နူးစရာအားတက်စရာသတင်းကောင်းတစ်ခုထွက်ပေါ်လာခဲ့ပါရင်အဲ့ဒါကတော့မြန်မာနိုင်ငံရဲ့ထိတ်တန်းစိန်ရွှေရတနာလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Lady Grace စိန်ဆိုင်ရဲ့တတိမာကြီး ဒေါက်တာနန်းတင်မိုးသူကိုရိုင်းကဒီသားမိကိုကိုညီဆောက်ရှာဖို့ရှေ့ထွက်လာခဲ့တာပါပဲ။တတိမကြီးဒေါက်တာနန်းတင်မိုးသူဟာသူ့ရဲ့လူမှုကွန်ရက်ကနေတစဉ်အစိုးရဆိုင်ရှင်မျိုးသမီးကိုတရားဝင်မြစ်တာရက်ခံတောင်းဆိုခဲ့ပါရင်။ဒူတောင်းဆိုတာကတော့အိတ်သားမေးယူသွားတဲ့ပစ္စည်းတံမိုးဘလောက်လေးဆိုတာကိုဆိုင်က CCTV မှတ်တမ်းကနေတစဉ်ပြန်လည်စစ်ဆေးပေးဖို့ပျောက်ဆုံးသွားတဲ့ပစ္စည်းတံမိုးအလုံးကိုသူမဒေါက်တာနန်းတင်မိုးသူကအပြည့်အဝပြန်လည်ပေးရောသွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါရင်။ ကြားရမကားသေးပါဘူးအမေဖြစ်သူကဥပရိယရေးဥခံရပြီးပြည်တယ်ကြခံရရင်တောင်မှကျန်ရင်ခင်မဲ့ပြည်ကင်းစင်တဲ့ကလေးငယ်ရဲ့ရှိရေးအတွက်လိုအပ်တဲ့ထောက်ပံ့မှုတွေကိုသူမကိုယ်တိုင်တာဝန်ယူသွားခြင်းနဲ့လို့ကံလန်ခဲ့ပါရီဒီနေရာမှာသတိမကြီးရဲ့ရည်တီချက်ကရန်ကုန်မှာရှင်းလင်းပါရီသူမဟာဒါပစ္စည်းလေးတော့တာမာယွင်းစွာယူဆောင်သွားတာကိုအားပေးတာထောက်ကန်တာလုံးဝမဟုတ်ဘူးလို့ပြပြတသားပြောထားပါရီ ခက်ခဲကြတဲ့ကာလတွေထဲမှာဒီလိုလူသားချင်းစာနာထောက်ထားတဲ့အားနည်းသူဘက်ကရက်တည်ပေးတဲ့အထူးသဖြင့်ကလေးတယောက်ရဲ့နာဂတ်ကိုတံမိုးထားတဲ့လောက်ရမျိုးကိုမြင်ရတာဟာအားလုံးတွေကြင်နူးစရာပါပဲပရိသတ်တွေအနေနဲ့ရောဒီကိစ္စကိုဘယ်လိုမြင်ပါသလဲဆန်ရှင်ရဲ့လောက်ရပြီးတော့အလေးဒီဂရိတ်ရဲ့တထေးမကြီးဒေါက်တာနဲ့တိမိုးသူရဲ့ကုညီကဲတင်ခြင်းနဲ့စိတ်တဲ့ဒီနှစ်ခုပေါ်မှာဘယ်လိုသုံးသပ်မိပါသလဲမိမိတို့ရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်